ကားလေးမှာဗာမြင်ရလဲဆိုရင်မိသားစုထဲမှာအနစ်နာခံတတ်တဲ့သူကကိုဝိပင်ပန်းရတယ်ဆိုတော့ဇာလီပါတယ်ဘဝိုက်တာပါလားရှင်ကျမတို့ရက်ွက်ထဲမှာလေအမူပြီးတော့အဲ့လိုရက်ွက်ထဲမှာလမ်းလေကောင်မှာသူနဲ့ကိုနဲ့ ပြန်ဖြစ်တာရောရှိတာပေါ့အဲအဲ့ဒါကြီးရောပါတော့ပေါ့ညာလိုရမယ်ဆိုမတော့ကရှက်တယ်ဆိုတော့မရှိပါဘူးအကတရက်တိုက်လိုက်ရတာပေါ့နော်ဟောအကလေးကိုပေါ့အကလေးကိုတရက်ဟိုဟာအပေါ်မူမူစုပြီးတော့ခေါ်ပြီးတော့ကကြရတယ်ပေါ့ကမ်ဘတ်နေနေကတော့အမဟိုချောရနေတာတကယ်ချင်းကကမ်ဘတ်နေနေပြန်ခေါ်ထားတာဆိုတော့လေအဲဒီကားလေးကပထမဆုံးပဲဟုတ်တယ် ကားလေးမှာအမကမွေးဆိုတဲ့အပြူကြီးကာရိုက်တာနေပါဝင်သေးဆောင်ရတာပေါ့နော်အမတော့ဒီမှာမင်းသားကိုဟိုလိုက်ချက်ရတဲ့ပုံစံမျိုးပေါ့နော်အပြူကြီးရေဆိုတော့လေဟိုအပြင်းအပြူကြီးတော့အဲ့လိုမဟုတ်ပါဘူးဒါပေမဲ့ဒီတည်းကအပြူကြီးရကြတော့အမကိုကြိုက်တဲ့သူကိုပေါ်တင်ရေလာညောင်းမေးလှုပ်ပေးတဲ့အပြူကြီးပေါ့အဲ့ကာရိုက်တာလေးနေရာကနေတိုးဆောင်ထားပါတယ်အပြူကြီးတကူကြီးဘုရားအကောင်းဆုံးပဲယောက်ျားကိုမယူနဲ့မကောင်း ငါကြားဘူးလားတော့ယောက်ျားယူရင်ကောင်းနေတယ်ခလာလေးပြကိုလုံးလေးပြတကားစားတော့ပါအဲဒီဒီဟိုဒိုက်တာပြောတဲ့ဒီဇက်ကွက်ဇက်ကွင်းဟိုလည်းမမအမှုတူမမတို့ကလောက်ရတာပေါ့နော်အဓိကဒီဇက်လေးကကြတော့ true story လေးသူတို့အပြင်မှာဒီဒီကားလေးကကြတော့ဟာတာတခုလည်းမဟုတ်ဘူးဟိုမြောင်းမောင်နှမမိသားစုတိုင်ဟောစင်လေးတွေပါပါတယ်ပေါ့နော်ကားလေးမှာဗာမြင်ရလဲဆိုရင် ိသားစုထဲမှာအနစ်နာခံတတ်တဲ့သူကကိုယ်ဝိပင်ပန်းရတယ်ဆိုတော့ဇာလီပါတယ်နော်ဘဝိုက်တာပါလားရှင်ကျမတို့ရက်ွက်ထဲမှာလေကျောရောင်းတော့ခံမရှိတဲ့အဘွားကိုကြီးတယောက်ရှိလို့ကားလေးရဲရလွတ်လပ်ပါတယ်ကိုကိုပေါ်ပေါ်ပါတယ်အာပေါ်ပေါ်ပါပဲရက်ွက်ထဲကကာရိုက်တာလေးတွေပဲဆိုတော့လေ ့ကိုစိုးရုံးရဲ့ကကြတော့ပျော်ပျော်ပါပါနဲ့ပဲပြီးသွားတာပါဘာအကတရက်တိုက်လိုက်ရတာပေါ့နော်ဟောအကလေးကိုပေါ့အကလေးကိုတရက်ဟိုဟာအပေါ်မူမူဆုပြီးတော့ခေါ်ပြီးတော့ကကြရတယ်ပေါ့ရုပ်ရှင်ကားကြီးမှာကရတာဒါပရမအုံးဆုံးလည်းဟုတ်တယ်ခုညာလောရမယ်ဆိုမတော့ရှက်တယ်ဆိုတော့မရှိပါဘူးကိုကိုရေခဲ့ရလေနင့်လိုလေအိုဖစ်အိုလစ်ကိုယူမလားဟဲ့ဘာလဲအိုဖစ်အိုလစ်ကလင်းဟောအွာလေးဒီမင်းသားကိုလူရတဲ့ခါကျတော့လေအာလင်းကလည်းသူကနိုင်အောင်နေပျော်ကိုကလည်းနိုင်အောင်နေပျော်ပေါ့နင်းလည်းကျတော့ဘာဖြစ်လို့ပြွင့်လင်းလင်းဖြစ်လဲဆိုတော့ ဟိုမူဗီတော့မိတ်ကက်ဆရာတွေကိုချစ်တာများတယ်ဒီလိုမျိုးကာရိုက်တာတွေကိုအော်သူတို့အရင်နဲ့တယောက်ဆောင်ရတာကြတော့ပုံဝင်လင်းလင်းဖြစ်တယ်ပို့ပြီးတော့ဟိုဟိုအားလေး strap မရှိဘူးပေါ့နော်သူတို့နဲ့ကြတော့အော်အပြင်မှာတအားချို့ကောင်းကြပါတယ်ဟုတ်ကဲ့အမှန်တော့မူဗီကရာဆိုမူဗီကအေးတယ်ထဲမှာပါတယ်အဲ့တိတ်ပြီးတော့ဟိုလိုမျိုးတွေမတွက်ဘူးပေါ့ဒါပေမဲ့အလင်းတို့ခေါ်တဲ့အလင်းတို့ ਨੇ အဲ့လိုတွတ်တွတ်လက်လက်လို့တဲ့ခါကျတော့ငကိုတွေကသူတို့တွေနေက strap မရှိတဲ့သူတွေဖြစ်တဲ့ခါကြတော့လေသူတို့တွေနဲ့လည်းအပြင်မှာခင်ခင်မမင်းရင်းနှီးဆိုတော့ဟိုရိုက်တဲ့ခါကြတော့တိတ်ပြီးတော့အများကြီးခက်ခဲမခက်ခဲပါဘူးဟုတ်ငယ်တော့ဆိုကြောင်းကန်းထဲမှာအမရှိနေမှလားမသိရဘူးဘာသာနာတော့ပါတော့ဖြစ်လိမ့်မယ်လို့တော့ဘယ်တွေးမှာတော့အမမှာအမှုပညာမျိုးရိုးမှမရှိရအာဒါပေမဲ့သူကသူလုတဲ့ခါကြတော့လေစိတ်ပါဝင်စားစွာလုတဲ့ခါကြတော့လေသူကသူလမ်းကြောင်းတစ်ခုပေါ်တော့ရောက်လာတာပေါ့နော်ဒီမှာလိန်လို့ရှင်လေဘဝအဆက်ဆက်လင်မရပါစေနဲ့လို့ချိန်ရလားအမလီအမလီမိမိတို့လမ်းမကြီးမှာ ှစ်ယောက်ရံဖြစ်ရတဲ့ခါကြီးကြတယ်နော်မပါတော့ဘူးပေါ့နော်ဇက်ကားရှိတဲ့ခါကြတော့ဖြတ်တဲ့တည်းမှာပါပါပေါ့အာမူပြီးတော့အဲ့လိုရက်ွက်ထဲမှာလမ်းလေကောင်မှာသူနဲ့ကိုနဲ့ရံဖြစ်တာတွေရောရှိတာပေါ့အဲအဲ့ဒါတွေတော့ပါတော့ဘူးငါကတော့လေရက်ွက်ထဲမှာအပြိုစင်းဝင်နမတ်တက်တယ်ရက်ွက်ထဲမှာဆိုတော့ကိစ္စမရှိဘူးမူပြီးတော့အလူပြာသမားတွေကငငယ်တွေကရှက်ကြောနဲ့ချက်ကြောမှားပြတ်ထားတာမရှက်ပါဘူးလင်းကလည်းပုံဝင်လင်းကိုကလည်းပုံဝင်လင်းလင်းဆိုတော့ကြော်ပါတယ်ဘာဖြစ်လို့ဆိုတော့ကိုအမှုပညာကို ။ထောင်ပေါင်းဆိုကနေလူပေါင်းဆိုနေရာပေါင်းဆိုဝင်လာတဲ့အတွက်ပရိသတ်အားဖြစ်ပါတယ်။အနုပညာအလုပ်တွေပို့ပြီးတော့မြိုင်ဆိုင်သွားတာပေါ့။ကမ်ဘတ်အနေနဲ့ကတော့အမအိုချွဲနေတာတငယ်ချင်းကကမ်ဘတ်အနေနဲ့ပြန်ခေါ်ထားတာဆိုတော့လေအဲဒီကားလေးကပထမဆုံးပဲဟုတ်တယ်။တငယ်ချင်းတွေရိုက်ရတယ်ရိုက်ရကိုစောရုံးနဲ့ဆိုတော့လေကိုသားဆွတ်မရှိပါဘူး။ကိုဒီလောက်ခဲ့တဲ့ဒီလောကတွေရပဲဆိုတော့လေဘာမှအပမ်းမကြည့်ပါဘူး။ပရိသတ်ကအစိတ်ပင်မန်းတာကြီးပြေစီမယ်လို့မူပြီးကအာမခံပြီးတော့ဖိတ်ခေါ်ရတယ်နော်။လာခဲ့ပါနော်။